ဖိလစ်ပိုင်နိုင်ငံမှာမေလ12ရက်ကပြုလုပ်ခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာတော့မျော်လင့်မထားတဲ့ရလဒ်တွေထွက်ပေါ်ခဲ့ပြီးနောက် သမရဟောင်းဒူတာဒီကမြို့တော်ဝင်အဖြစ်ရွေးကောက်ခံခဲ့ရတယ်လို့နေကိုင်းအိရှကဖော်ပြခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာမဲရလက်80ရာခိုင်နှုန်းကိုရှေ့တွက်ပြီးချိန်မှာတော့သမရဖာတီနန်မာကော့စ်ဂျူနီယာရဲ့မဟာမိတ်တွေဟာအတက်လွတ်တော်နေရာတွေကိုမျှော်မှန်းထားသလောက်ရရှိခဲ့ခြင်းမရှိပါဘူး။မူရီစေဝါစစ်ပွဲအတွင်းလူပေါင်းထောင်ချီတည်ဆုံခဲ့မှုနဲ့ပတ်သက်ပြီးနယ်သာလန်နိုင်ငံဒီဟိတ်မျိုးရှိနိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC မှာထိန်သိမ်းခံထားရတဲ့သမရဟောင်းရိုဒရီဂိုဒူတာဒီဟာဒါပေါင်းမြို့တော်ဝင်အဖြစ်ရွေးကောက်ခံခဲ့ရတာပါ။ဒါကြောင့်ဆွဆ ွဲပစ်တွေခံထားရတဲ့သူ့ရဲ့သမီးဖြစ်သူဆာရာဒူတာတီးရဲ့နိုင်ငံရေးကံကြမ္မာဟာလည်းကြီးမားတဲ့ပြောင်းလဲမှုမရှိခဲ့ပါဘူး။မေလာဆနေကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာတော့အထက်လွှတ်တော်ရဲ့နေရာ၁၂နေရာအောက်လွှတ်တော်ရဲ့နေရာ318နေရာတီနယ်တွေမြို့တွေနဲ့မြို့နယ်တွေရဲ့ဒေသန္တရအုပ်ချုပ်ရေးယာဒူးနေရာ စုစုပေါင်း18000တောင်အတွက်မဲပေးဖို့မှတ်ပုံတင်ထားတဲ့ဖိလစ်ပိုင်နိုင်ငံသား68တန်းကျော်ကမဲပေးခဲ့ကြတာဖြစ်ပါတယ်။အထက်လွှတ်တော်ဆက်နေနေရာမှာတော့တမရမာကော့စ်ဂျူနီယာရဲ့မဟာမိတ်တွေက6နေရာရခဲ့ပြီးဒူတာဒီမီတာစုကထောက်ခံပေးထားတဲ့ကိုစလေလောင်းနေထဲကမှတအူးကသာအထက်လွှတ်တော်နေရာတနေရာကိုရရှိခဲ့တာပါ။တမရဟောင်းဒူတာဒီဟာဓာပေါင်းမျိုးတော်ဝင်အဖြစ်ထပ်မံရွေးကောက်ခံရလိမ့်မယ်လို့မျှော်မှန်းထားတဲ့အတိုင်းပဲအနိုင်ရခဲ့တာဖြစ်ပြီးတော့သူတို့မိသားစုဟာအဲ့ဒီမျိုးရဲ့မျိုးတော်ဝင်နေရာကို 1980ပြည့်နှစ်ခရီးကရရှိခဲ့ကြတာဖြစ်ပါတယ်။ဒူတာဒီဟာ2016ခုနှစ်ကတမနာအဖြစ်ရွေးကောက်မခံရမီအချိန်အထိဓာပေါင်းမြို့တော်ဝန်အဖြစ်နှစ်ပေါင်း20ကြာတာဝန်ထမ်းဆောင်ခဲ့တာပါ။တက်တန်းဝက်ရွေးကောက်ပွဲရဲ့ရလဒ်အပြည့်စုံကို အခုသတင်းပတ်အတွင်းမှာတရားဝင်ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။